ကျောက်စိမ်းခေါင်းကျောက်လုပ်ငန်းမှာငွေမြုပ်နှံမယ်ဆိုလို့ရှိရင်ကို့မှာရှိသလောက်ကြီးမမြုပ်နှံလိုက်ပါနဲ့နော်ကိုတီးသလောက်ကြောက်ပညာလေးနဲ့ပဲရင်းနှီးမြုပ်နှံမှာဒီလောပန်းကပတ်စံတာရှိတာကြောက်မဝယ်ရဘူးပြောခံရမှာကိုမရှက်ပါနဲ့ဟန်ဆောင်ပန်းဆောင်ပြီးဆရာကြီးလိုဝယ်နိုင်တယ်ဆိုပြီးမမြင်တတ်ဘဲနဲ့ဝယ်ရမှာကိုပဲရှက်ပါ တချို့ကြောင့်တွေကတိမ့်တရာဝဲပြီးတကြက်မတမ်းမနဲ့ရှုံးသွားတတ်တယ်လို့ပဲတချို့ကြောင့်တွေကတသိန်းနဲ့လဲတိမ့်တရာရနိုင်တယ်ဆိုတာကိုတတိလေးထားလိုက်ပါတိမ့်တရာရှိတော့ညာလဲတိမ့်တရာနဲ့တန်နဲ့ကြောက်ပညာမရှိသေးရင်တိမ့်တရာကြောက်ကိုမဝဲပါနဲ့အောင်တိမ့်တရာရှိမှကြောက်ဝဲမယ်ဆိုတဲ့အတွေးနဲ့လဲကြောက်ရှာပြီးတော့လဲမနေပါနဲ့တိမ့်တစ်ဆယ်နဲ့အရင်တည်ပြီးလှုပ်လို့ရတယ်ဆိုတာလဲတင်မမေ့ပါနဲ့လက်ထဲမှာတိမ့်တစ်ဆယ်ပဲရှိတယ်ထားအောင်သုံးသိန်းကိုအရင်တည်ပြီး၃000နဲ့ကြောက်ကလေးတွေဝယ်လို့ရတယ်ဆိုတာကိုလဲတင်မမေ့ပါနဲ့နော်ကျွန်တော်လဲသုံးသိန်း ဲ့အယောင်းဝယ်စခဲ့တာပါတရုတ်ခွင်မီထိုးလိုင်းနေမီထိုးပေါက်ကလေးတွေဝယ်ပြီးစခဲ့တာပေါ့ဗျာအခုကြည့်ရှုသူအနေနဲ့ဒီကြောင်လေးကိုကျွန်တော်ဘလောက်နဲ့ဝယ်မယ်လို့ထင်လဲကွန်မန့်လေးမှာလည်းတစ်ချက်မီးရေးခဲ့လို့ရပါတယ်ဗျာဒီကြောင်လေးကတော့ကြက်မြင်းလေးပေါ့နော်ရှူပယ်လေးပါတယ်ပဲရိုက်ဖက်လေးပေါ့ဗျာကြောက်သားကြောက်စီကတော့ပြောစရာကိုမလိုဘူးဗျာ တော်တော်လေးကိုလှပါတယ်ဗျာအပွင့်လိုင်းနေလဲခေါင်းလို့ရမယ်လို့ကျွန်တော်ကတော့မျှော်မှန်းနေဗျာဒီကြောင်လေးကတော့လံပန်းလေးပါလို့ပေါ့ဗျာလံပန်းကြီးရမပါခဲ့ပဲလုံးဝပလိန်ကျွတ်ဆိုလို့ရှိရင်တော့ဒီကြောင်ပေါက်အပွင့်လိုင်းကိုညှိတယ်လို့ကျွန်တော်ကတော့ရဲရဲကြီးပြောရဲပါတယ်ဗျာကြီးစုသူအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဗျာ